။ပိုက်ကြဖြည့်ထူချာချက်များပိုက်ကြဖြူဆိုတာစစ်နှစ်ကြိမ်မြောက်တနိုင်ငံလုံးဆိုင်ရာဗုဒ္ဓဘာသာစာပေပြန်ပွဲမှာပထမဆုကိုစုခုခဲ့တဲ့ထူးချွန်ချက်များတဲ့လူငယ်လေးတူဖြစ်ပါတယ်။သမားရဲ့အမြင်မူလန်ချာဟာယိုရှင်နယ်လန်ချောင်းတခုမဟုတ်ပဲဝင်ရပါထူချမှုတွေစူးစားအားထုတ်မှုတွေပတ်ဝန်းကျင်ရဲ့ပံပိုးကူညီမှုတွေနဲ့စိတ်ထက်ခွန်အားတွေပေါင်းစပ်နေတဲ့ဘဝပုံရိပ်တခုပါပဲသမားရဲ့ထူချတဲ့စရိုက်လက္ခဏာတွေပညာသင်ယူပုံတွေနဲ့ ီမန်းချက်တွေဟာနောင်လာမယ့်မျိုးဆက်အစ်တွေအတွက်စံပြပုဂ္ဂိုလ်တဦးအဖြစ်ထင်ရှားစေပါတယ်။ကိုရန်ကျောင်းသူမကြီးကြဖြူဟာကျမရင်းနေငွေချေခက်ခဲရရှိနေတဲ့ခြားကနေဒီအောင်မြင်မှုကိုရရှိခဲ့တာဟာတကယ်ကိုဂုဏ်ယူစရာကောင်းပါတယ်။သူမဟာတနိုင်ငံလုံးကပြိုင်ဝင်ဝင်ကိုရကျော်ကိုကြော်ဖြတ်ပြီးစက်သိမ်းမောင်းများစွာတန်မိုးရှိတဲ့စုကြည်ကိုစခုနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုငယ်ရွယ်တဲ့ចောင်းသူတူအနေနဲ့ဗုဒ္ဓဘာသာတမိုင်းနဲ့အစုံမတွေကိုနည်းနည်းရှိုင်းရှိုင်းသိရှိနားလည်ထားပြီးပြိုင်ပွဲမှာထူးချွန်စွာဆွမ်းဆောင်နိုင်ခဲ့တာဟာတကယ်ကိုချီးကျူးစရာပါ။သမကမြန်မာနိုင်ငံရဲ့ဆရာတော်ကြီးရေတာဖြေဆူရန်ခက်ခဲတဲ့မိခွန်းတွေကိုအလွယ်တကူဖြေဆူသွားနိုင်ခဲ့တာလေးဖြစ်ပါတယ်။ဖိုင်စာပြေထူချမှုတွေဟာသမကိုကိုဝင်ဆောင်စင်ကလေးကစာတင်ခဲ့တာပါ။သမရဲ့မိခင်ဟာအသားငါးတွေကို ကိုယ်ဆောင်ချိန်မှာလုံးဝစာသုံးလို့မရဘဲစာမီရင်ခနာကိုမှာရာရန်နာရီဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။တည့်ရချက်ဟာမအိတာဖြစ်ရဲ့ဘဝအစကတည်းကတက်တက်လို့စားတယ်မြင်မြတ်တဲ့သူတော်ကောင်းတရားနဲ့ဆက်ဆံနေပြီ။ဖာသာရေးမှာထူးချွန်လာစေဖို့ဝင်ကလေးကကစ္စမကဖန်တီးပေးခဲ့တာလားလို့တွေးစရာတွေဖြစ်စေပါတယ်။ ဒါပြင်သူမဟာငယ်စဉ်ကလေးကအချာကလေးတွေနဲ့မတူပဲထူခြားစွာတည်ငြိမ်အေးချမ်းခဲ့ပါတယ်။ပြပြနေတက်တဲ့ဇာရှိပေမဲ့အနေထိုင်အေးဆေးပြီးအိမ်တွင်ရှိကမိန်းကလေးပီသားတဲ့ဟန်ပန်ကိုပန်းဆိုင်သူတူပါသူမရဲ့စကားပြောဆိုပုံကလည်းလိမ္မာပါနဲ့ပြီးနားထောင်သူတိုင်းကိုချစ်ခင်နဲ့တက်စေပါတယ်။ညနာမြင်ချစ်ခင်ပါစေအတန်ကြာတနာပါစေဆိုတဲ့ဆုလေးနဲ့ပြည့်စုံသူလေးပါ ီလိုစရိုက်လက္ခဏာတွေကြောင့်ပဲလူအများရဲ့ချစ်ခင်မှုကိုအမြင်ရရှိပြီးပဝင်စင်တဲ့အလွယ်တကူလိုက်လျောညီထွေနေထိုင်နိုင်ခဲ့တာဖြစ်ပါတယ်။အခုအပြိုရရောက်ချိန်မှလည်းအေးစိတ်တည်ငြိမ်ပြီးအမြဲတမ်းတရားဓမ္မကိုနှလုံးသွင်းကနေထိုင်နေလို့သိရပါတယ်။သူမမျက်နှာလေးကကိုအကြည့်တက်အပြည့်နဲ့ဖြင်းနေပြီးကြီးမိသူတိုင်းကိုယဉ်အေးစေတာကသူမရဲ့ထူးခြားချက်ပါ။ စကားပြောရင်လည်းနုံနုံညံ့ညံ့နဲ့ပြပြတသားပြောတတ်တာကလည်းဘသူနဲ့မှမတူတဲ့ထူခြားချက်တစ်ခုပါ။ဖိုင်ကြဖီရဲ့ပညာရေးလမ်းကြောင်းကလည်းအတွေ့အယူစရာကောင်းပါတယ်။ဒီမရဲ့စာချက်တွေကတော့တော်ယုံလူတွေနဲ့မတူပဲထူခြားပါတယ်။ဒီမဟာစာရီကိုအလွတ်ကျမဲ့ချက်မပြုခင်အရင်ဆုံးစာရဲ့အတိတ်ဘယ်ကိုနားလည်အောင်တေချာဖတ်ရှုလေ့လာပါတယ်။အတိတ်ဘယ်ကိုသဘောပေါက်နားလည်ပြီးမှသာအလွတ်ကျမဲ့လေးရှိပြီးဒီလိုလိုချင်အဖြစ်ဒီမကျမဲ့ထားတဲ့စာရီဟာရေရှည်မှမမေ့မလျော့တံမြောင်နေရလို့ဆိုပါတယ်။ဒီလိုစနစ်တကျတဲ့ယူပုံစံ ်ကြောင့်ပဲသူမဟာစာမေးပွဲတွေမှာအမြင်နဲ့အမှတ်ကောင်းရရှိခဲ့ပြီးသူမရဲ့ဆရာကလည်းသူမရဲ့လက်ရည်ဟာလှပါသေးတဲ့ကြောင်းချီးကျူးကိုပြုခဲ့ပါတယ်။ဒီအချက်တွေဟာပြိုင်ပွဲအောင်မြင်မှုအတွက်အဓိကတော်ချက်တွေထဲကတစ်ခုဖြစ်ပြီးဉာဏ်ပညာနဲ့ဝရိယနှစ်ခုစလုံးကိုပိုင်ဆိုင်ထားတဲ့အရေးချင်းပြဝသူတူဦးဆိုရာကိုဖော်ပြနေပါတယ်။ဒါပြင်မာယူကြဖြူဟာငယ်စဉ်ကလေးကမိသားစုရဲ့ဇမားရေးပြဿနာတွေကြောင့်ဆရာဝန်တူဦးဖြစ်ဖို့ရည်မှန်းချက်ခိုင်ခိုင်မာမာချမှတ်ခဲ့သူပါ။သူမဟာဖြာနာသူတွေကိုနားလဲပြီး စေတနာမြတ်တာအပြင်နဲ့ကုညီပေးတဲ့ဆရာဝန်မျိုးဖြစ်ခြင်းလို့လဲဆိုပါတယ်။ဒါဟာငွေကြေးအတွက်မဟုတ်ဘဲ လူသားချင်းကိုချင်းစာစိမ့်နဲ့ကူညီလိုတဲ့စိတ်ဓာတ်အပြည့်အဝရှိနေကြောင်းပြသနေရပါ။ဒါပြင်မိုက်ကြဖြူဟာစုတင်းဝင်ပြင်တမရဲ့ပညာရေးအတွက်ပညာသင်ဆုအပြည့်စုံကိုလည်းရရှိအောင်မှာဖြစ်ပါတယ်။တမရဲ့ကျိုးစားအထုံးမှုတွေဆက်ရှိနေသေး၍ဆရာဝန်ဖြစ်လို့တဲ့အိမ်မဟာမကြခင်မှာအကောင့်ထဲပေါ်လာမှာတေးချပါတယ်။တမရဲ့ဘလောက်နေပါနေပါစေလုံလောက်ရရနေကျိုးစားရင်ထိတ်ဆုံးကိုရောက်နိုင်ပြီးပန်းနိုင်တွေကိုအောင်မြင်နိုင်ပါတယ်ဆိုရက်ဒီဆောင်ပုံဟာတမရဲ့ဘဝကိုမောင်းနှင်ပေးတဲ့ခွန်အားတစ်ခုဖြစ်ပါတယ်။ ဒီစာပုတ်ကိုတမဟာစာစီစာကုန်းတွေမှာမကြာခဏထည့်သွင်းရေးသားလေးရှိပြီးတမရဲ့တငယ်ချင်းတွေကိုလည်းအမြဲတိုက်တွန်းပြောပြလေးရှိတဲ့အတွက်အများပေါ်ကောင်းကျိုးပြုလို့တဲ့စိတ်ဓာတ်ကိုပါမြင်တွေ့ရပါတယ်။မိုက်ကြဖြူကတမရဲ့အမြင်ကိုလည်းရဲဝင့်စွာပြောတတ်သူတူပါ။ဆရာတော်တပါးကိုတော့မှမိုက်ကြဖြူက စင်ရဲဘွားမျိုးမှာနေထိုင်ရသူတွေတောင်မှအနည်းဆုံးကုပဝင်ခြင်းကိုတည်ရှင်းတည်ရအောင်ထားတဲ့နေလို့ပြောခဲ့ပါတယ်။နိုင်ငံကမတိုးတက်သေးရင်တောင်မှကိုယ်စိတ်ကိုဖြူစင်အောင်ထားပြီးတိုးတက်အောင်ကြိုးစားဖို့ကအရေးကြီးတယ်လို့သူမကအလေးနက်ထားပြောဆိုခဲ့တာတရားပါတယ်။ ဒါပြင်သူမကယဟန်တန်ဃာတော်တွေပေါ်သူမရဲ့အမြင်ကိုလည်းပုံပွင့်လင်းလင်းပြောပြခဲ့ပါတယ်။အချို့တန်ဃာတော်တွေဟာဘာသာရေးဖက်မှာတကယ်ကိုကြိုးကြိုးဆဆအားထုတ်ကြလို့လူအများကလီစားကြပေမဲ့အချို့ကတော့တန်ဃာတော်တွေအပေါ်လူအများရဲ့ယုံကြည်လေးစားမှုကိုကြားဆင်းစေတဲ့ပုံစံမျိုးပြုမူကြတယ်လို့သူမကဆိုပါတယ်။ဒါကြောင့်တန်ဃာတော်တွေအနေနဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုလိုက်နာကျင့်သုံးသင့်တယ်လို့လည်းအကြံပြုခဲ့ပါတယ်။ဒီ channel ပတ်သက်ပြီးဆရာတော်ကလည်းမိုင်းကြပြည့်ရဲ့အမြင်ကိုထောက်ခံခဲ့ပါတယ်။အချို့သောတန်ဃာတော်တွေရဲ့လောဘဒေါသ ာတွေကြောင့်ဗုဒ္ဓဘာသာပေါ်ယုံကြည်မှုတွေကျဆင်းလာတာကိုလည်းမိန့်ခဲ့ပါတယ်။ဆရာတော်ကမိုက်ကြဖြူရဲ့အမြင်မူဟာတနိုင်ငံလုံးကိုပညာတိုးတက်စေဖို့နဲ့တိုးတက်ပြောင်းလဲမှုတွေဖြစ်လာစေဖို့လှုံ့ဆော်ပေးနိုင်လိမ့်မယ်လို့မျှော်လင့်နေပါတယ်။ဒါအပြင်မိုက်ကြဖြူအနေနဲ့မှာရွေးတဲ့အယူအဆကနေကင်ဝေးပြီးညံလင်းရတဲ့ဘဝတစ်ခုကိုရောက်နိုင်ဖို့လဲဆရာတော်ကဆုတောင်းပေးခဲ့တာကိုတွေ့ရပါတယ်။မိုက်ကြဖြူရဲ့မိခင်ကတော့ သူတမီကိုဘာသာရေးတရားဓမ္မတွေကိုဆက်လက်ကျင့်ကြံစီချင်းပြီးအခြားကလေးတွေကိုလည်းဒီလိုပဲလိုက်နာကျင့်သုံးဖို့လုံဆော်ပေးနိုင်ကဗုဒ္ဓဘာသာထွန်းကားပြန်ပွားရေးအတွက်အထောက်အကူပြုစေချင်တယ်လို့ပြောပြခဲ့ပါတယ်။မိတ်ချဖြူကတော့အထူးသဖြင့်လူငယ်တွေကိုဘာသာရေးလုပ်ငန်းတွေမှာပါဝင်ဖို့နဲ့အစိုးမြင့်တဲ့လွှမ်းမိုးမှုတွေနောက်ကို ကန်ကန်လိုက်မဲ့အဆောင်အချိန်နေမှန်ကိုဝေဖန်ပိုင်းချပြီးဆုံးဖြတ်ဖို့အကြံပေးခဲ့ပါတယ်။ရဟန်းတန်ကတော့အနေငယ်ရဲ့လုပ်ရက်တွေကြောင့်ရဟန်းတန်ကအလုံးကိုအထင်မသေးဖို့နဲ့ဘသူ့ကိုယိုသေးလေးစားရမယ်ဆိုတာကိုတိကျစင်စစ်ဆုံးဖြတ်ဖို့လဲသူမကအလေးနဲ့တိုက်တွန်းပြောကြားခဲ့ပါတယ်။မိုက်ကြပြေမိခင်ဖြစ်သူကလည်းသူတို့မိသားစုနေနဲ့အရင်တုန်းကဆိုရင်ဝီကျက်1000 2000လောက်သာလူတန်းနိုင်ခဲ့ရကနေခုခါမှသမီဖြစ်သူဂျေဆုနဲ့360အထိလူတန်းနိုင်ခဲ့ပြီဖြစ်ကြောင်းဝန်သားအားရပြောပြထားပါဗျ။ ဒီလူတန်းမှုကလည်းဖုန်ကြီးကြောင့်တကြောင်ရဲ့ဟောင်းနှဲနေတဲ့အမှုကိုပြပြမှုအတက်ဖြစ်ပြီးမိုးရွာရင်ရေယိုစိတ်မှုတွေဖြစ်နေရကြောင်းအရေးတကြီးလို့အန်နေတဲ့ပြပြမှုတစ်ခုဖြစ်ကြောင်းရှင်းပြထားပါတယ်။ဒီလိုလူတန်းနိုင်ခဲ့ခြင်းကသူတို့မိသားစုအတွက်ဂုဏ်ယူစရာကောင်းသလိုဘာသာရေးအပေါ်တရားတရားထက်သန်မှုကိုလည်းဖော်ပြနေပါတယ်။ခုဆိုရင်အင်္ဂါဘွားနဲ့နေခဲ့ရတဲ့မိုင်ချာဖြူတို့မိသားစုဟာမိုင်ချာဖြူရဲ့ဘုံကံကြောင့် ကိုပိုင်ချန်နဲ့တိုင်တဲ့နေနိုင်တော့မှာပဲဖြစ်ပါတယ်။ဒါပြင်မိခင်ဖြစ်သူကသူတို့မိသားစုနဲ့ပတ်သက်ပြီးနားလည်မှုလွဲမာတာတွေနဲ့မမှန်မကန်တဲ့ကောလာဟာလာတွေဖြစ်ဝင်နေကြတဲ့ပုံမှာလည်းသတင်းမားတွေမပြန့်ဖို့တောင်းဆိုထားပါတယ်။အစိုးရတွေကသူတို့ကိုကြီးကြီးတက်ချမ်းသာကြွားသွားပြီလို့ထင်မြင်နေကြပေမယ့်တကယ်တမ်းမှာသူတို့ဟာရိုးရိုးရှင်းရှင်းပဲနေထိုင်လို့သူတွေဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဒါပြင်အစ်ချဖြူလေးရဲ့ထူခြားထင်မြင်တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးဆရာတော်သွန်းနန္ဒဗုဒ္ဓမာကလည်း ။ဤကြပြည်လေးမှာအမခန့်ရည်ချင်းတွေပိုင်းဆိုင်ထားတယ်လို့ဆိုပါတယ်။ဒါမှအဥဆုံးအနေနဲ့သမရဲ့ဘာသာတရားပေါ်ထက်သန်တဲ့ယုံကြည်မှုကိုချီးကျူးခဲ့ပါတယ်။ဒီလိုခေတ်ကာလမှာကလေးတယောက်အနေနဲ့ဘာသာရေးအပေါ်နဲ့နဲ့ဆက်ဆိုင်ယုံကြည်တဲ့ဝန်မှုရှိတာဟာတကယ့်ကိုရှာပါပြီးအတူယူစရာပါပဲရှင်။ဒုတိယအချက်အနေနဲ့ကတော့မိဘဆရာစကားကိုနာခံတတဲ့စိတ်ဓာတ်ပဲဖြစ်ပါတယ်။ဆရာတော်ကဤကြဖြူလေးဟာမိဘစကားကိုညီဝဲမချနာထားတတဲ့ကလေးတယောက်ဖြစ်တယ်လို့ထောက်ခံပြောကြားခဲ့ပါတယ်။ ထားကလေးငယ်တူရဲ့အနာဂတ်ဘဝအတွက်အခြေခံကောင်းနေတည်ဆောက်ရမှာအရေးအကြီးဆုံးအခြေချတစ်ခုလည်းဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့သူ့ရဲ့ပညာရေးအပေါ်ထားရှိတဲ့ဇေလုံလာနဲ့မညံကောင်းမှုကလည်းအများသူငါကိုအံ့အားတင်စေခဲ့ပါတယ်။ဆရာတော်ရဲ့မိန်ကြားချက်ရအကြဖြူလေးဟာစာချက်ရင်မရမချင်းစူးစားပြီးစက်မှတ်တတဲ့အပြင်ရသွားပြီးရင်လည်းအိစာကိုလုံးဝမမိတော့ဘူးလို့ဆိုပါတယ်။အချို့ဆိုရင်မိကြတယ်။သမီးလေးကတော့လုံးဝမမိတော့ဘူးလို့ဆရာတော်ကနိုင်ရှင်ပြောကြားခဲ့တာကိုကြည်ချင်အဖြစ် ဤတာဖီလီရဲ့ထူကဲတဲ့အညံဆိုင်ရင်ကိုပေါ်လွှဲစေပါတယ်။ဒီလိုထူခြားတဲ့အရေးချင်းတွေနဲ့ပြည်စုံနေတဲ့ဤတာဖီလီကိုဆရာတော်သူနန္ဒဗုဒ္ဓမာမာက ဗမုထုစီကိုတကြားမဲလွတ်လိုက်တဲ့ကလေးမလေးလိုပဲတင်စားချင်ပါတယ်လို့ချက်ဆက်ပွဲတင်စားခေါ်ခဲ့ပါတယ်။ဒါဟာအီဇာဖြူလေးရဲ့ကောင်းမြတ်တဲ့စိတ်ဓာတ်၊ဘာသာရေးအပေါ်သရတရားထက်တန်မှုနဲ့ပညာရေးအပေါ်ထားရှိတဲ့စူးစမ်းအားထုတ်မှုတွေပေါ်ဆရာတော်ရဲ့အလေးထားတဲ့ချီးကျူးမှုတွေပဲဖြစ်ပါတယ်။ဘာသာရေးအတွက်အလွန်ပိုတန်ပြီးကောင်းမြတ်တဲ့စရိုင်းလက္ခဏာတွေပိုင်းဆိုင်ထားတဲ့ကလေးငယ်လေးဖြစ်အီဇာဖြူကဆရာတော်ကထင်မြင်နေရဖြစ်ပါတယ်။ ကျမမြင်ကိုပြောရမယ်ဆိုရင်တော့ဗုဒ္ဓဘာသာစာပေပြိုင်ပွဲမှာပထမဆုရရှိခဲ့တဲ့တမရဲ့အောင်မြင်မှုဟာကံညာဝရိယသုံးခုစလုံးပေါင်းဆက်ပြီးမိဘဆရာတမရရဲ့လမ်းညွှန်မှုနဲ့ပံ့ပိုးမှုအောက်မှာအပြင်းထန်ကြိုးစားခဲ့တဲ့ရလတ်ပါပဲ။တမရဲ့ထူထားတဲ့ဆရာလက္ခဏာတွေပညာသင်ကြားမှုပုံစံခိုင်မာတဲ့ရည်မှန်းချက်တွေနဲ့စိတ်ဓာတ်ခွန်အားတွေဟာမြမလူပေါင်းတဲ့တမိုးရှိရဲ့အမျိုးသမီးရဲ့တအူအဖြစ်ရည်တည်နေပြီး နောက်လာမယ့်လူငယ်တွေအတွက်စံပြပုဂ္ဂိုလ်တဦးအဖြစ်အမြဲတမ်းထင်ရှားနေမှာပါ။မိုက်ကြဖြူလို့ငယ်ရွယ်သူတွေအနေနဲ့ပညာရေးရောဘာသာရေးမှာပါစူးစမ်းပြီးမိမိရဲ့ရည်မှန်းချက်တွေကိုအကောင့်ထဲပေါ်နိုင်ကြပါစီလို့ဆုတောင်းပေးလိုက်ပါရစေ။